ရှစ်လေးလုံးအရေးအခင်းပြီးတော့လူတွေကစစ်တပ်ကိုမုန်းကြတယ်။အဲ့ဒီမှာအနုပညာရှင်ဆိုတဲ့သူတွေအများအားဖြင့်မပါဘူးဆိုတာယုံ68ပြီးနောက်နှစ်နှစ်နေတော့စစ်အစိုးရဝါရဖြန့်တဲ့ပပီမရုပ်ရှင်ဇာတ်ကားကတတ်တည်အဲ့ဒီကားမှာယူနန္ဒာမြင့်ကလည်းအလန်းခင်ဆိုးပိုင်ကလည်းတရုတ်ဆောင်ကောင်းတော့တော့ခိုးသွားတဲ့ចောင်းသားတွေကပဲအသိဉာဏ်မရှိစစ်အစိုးရစေတနာကို နားမလဲသလိုဖြစ်အောင်ကို အနုပညာသမားတွေကပုံဖော်ခြင်းထက်ဝါရဖြန့်ပေးကြတာရန်ကင်းမှာအက်ကားရိုက်ပေးတဲ့သူတွေကိုတိုက်ခန်းတော်ပေးတယ်ကြတာပဲဟုတ်မဟုတ်တော့မသိအန်ဒီမဲ့ပပိမကရိုက်တော့ဆိုလို့ရှိရင်အရန်အောင်မြင်ခဲ့တဲ့ကားပေါ့နော်အဲ့အချိန်တုန်းကဆိုလို့ရှိရင်ဟာပပိမပပိမဆိုအခုဆိုရင်အန်ဒီမဲ့ဖက်ဆပလာမှနေတယ်ဖက်ဆပလာကတိုက်ခန်းနေမှာတော့မလားတိုက်စီသမားတွေကလာလို့ရှိရင်လေပပိမတိုက်ခန်းကိုပို့ပေးပါအဲ့နေရာဖက်ဆပလာရေလို့မဟုတ်တော့ဘူးပပိမတိုက်ခန်းရှိရနေရအဲ့လိုဖြစ်သွားတယ်အဲ့ထီကိုအောင်မြင်ခဲ့တာပေါ့အဲ့တုန်းကလည်းတခါ ပီတိတွေအရန်ဖြစ်ခဲ့ရတယ်။နောက်နေ့ကျဥညွန့်ဝင်းကြီးကထပ်ပြီးဘောမာတယ်။အဖေနဲ့သားများဇက်ကားနဲ့ဇဝင်တဲ့ရှင်အောင်မှတ်မိသေးတယ်။သူမပါရင်လေဘာရီများရှေ့ဆက်ဖြစ်ကြမယ်။သူလေးမပါကျင်ဘူးအရှင်အနေနဲ့တားဆူများကြောင့်ဆိုပြီးကက်တင်ရှင်ကစစ်တပ်ဖြစ်ရော။ဟမ်အနုပညာသမားတွေကျေးဇူးလေ။အနုပညာရှင်တွေဟာမျိုးရှိစိတ်တဲ့ရှင်သန်ထက်မြက်တယောင်ယောင်အတန်သေးအတန်ကြောင်အော်ပြီး နိုင်ငံရေးကိုဥချိုးတဲ့မာယာတာရီယလူအဖွဲ့စည်းနောက်တော့တက်ကသူပိုင်းမီဒီယာမြဝတီကိုစမိတ်ဆက်ဇကားကောင်းတွေပြနောက်တော့စစ်ကားတွေပြအဲတုန်းကအစကတော့တကယ့်စစ်ကားကောင်းတွေပါပြင်းမငုတ်တို့တို့နှောင့်တမိမိတို့အဲကနေမှ အောင်မြင်ရင်ရင်စစ်ကားရိုက်အကယ်ဒမီရကြရင်စစ်ကားရိုက်တွေဖြစ်လာရောလူမင်းဆိုစစ်ကားအရိုက်ဆုံး ကျော်ဟင်းဆိုလဲအကယ်ဒမီလိုချင်လုံးလို့ဝေလဲမွေကျွေလဲမွေကို မရိုက်ရှင်ပဲရိုက်ခဲ့တာညုံဝင်းဆိုအဖားကောင်းလုံးလို့ငါးစုချင်းပြစ်တော့အချက်မရှိအညာကသူနဲ့အတူတော်သူ့ကြုံမခံပြီဆိုတာလိုက်អော်ခိုင်းသေးတယ်အဲတဲကအမှုပညာရှင်တွေကစေဘိုလ်ချုပ်အဖဘောစမတာအကောင်းဆုံးဇကာထူးချွန်စုကိုတိုက်ပွဲခေါ်တဲ့ဇကာက၎င်းပြန်ကြိုင်းဝင်းကြီးဌာနဝင်းကြီးဘိုလ်ချုပ်အေးကျော်က ရုပ်ရှင်ထူးချွန်စုရရှိသူများကိုရွှေစင်ရုပ်စုများကိုချီးမြှင့်ပါတယ်။နောက်ဆိုကာယေဒီတို့မြအော်ဒီအငိမ့်တို့လုပ်ပြီးပြည်သူကိုဂျင်းထက်အဲ့ဒီတုန်းကဆိုကာယေဒီပြိုင်ပွဲဝင်တိုင်းဥခင်ညွန့်ဘုံတော်ပွဲအဘအကြမှာပါစီကပါသည် လောက်လေးရှိလို့ပေါ့ဗျာမြအော်ဒီအငိမ့်ကပထမရတဲ့မော်ဒီမော့စ်တို့မြင်းမြင့်ကြီးအငိမ့်ဆိုလဲဒေါ်စုကိုတိုက်ခိုက်တာမြင်မကောင်းဘူးမှတ်မိသေးလားတော့မသိဘူးဒယ်ဒီကမုံရေးပြီးမြင်းမြင့်ကြီးဆိုတာ တီဗီကခဏခဏပြတယ်လေသွေးစွန်းထားတဲ့ဒို့အဖိုးရဲ့ဒါကောင်းရင်ထရံမှာရှိပြီးသားတို့တခုပင်ကမိဒီကြီးကြီးအတန်ကြားတိုင်းထကြည့်ရတာအေးရေးပြက်လာပြီတို့ပြည်သူကိုဝါရမိုင်းတိုက်တာစားတော့ပြည်သူထမင်းနဲ့ပြည်သူကို အပလီမာယာလိန်ညာခြင်းထက်အဘမခိုင်းမဲမျက်နှလုံးမျက်နှာရတခင်အာရကျွန်ဘဝလှုပ်ပေးနေတာအမှုပညာသမားတွေပဲ အစိုးရလက်ထက်တရားတစ်ခုစောက်လို့ဖွင့်ပွဲလုပ်ရင်ခုံနာခုံနာဆိုတာအဲ့တရားပေါ်တက်တက်ပြီးတရားကြီးပြီးပြီးတရားကြီးပြီးပြီးနဲ့တရားဟိုဘက်ဒီဘက်ပတ်ပြေးလိုက်သည်တေးရေကလည်းဂီတစာဆိုဟင်္ဒရာမြင့်ဝေအစိုးရဖြိုးကြီးအဖေရေးတာအများဆုံးအဲ့ဒါကြောင့်ပြန်ဝင်ဟောင်းဥယျာထုတ်ကပေါ်တင်ပြောတာစေအစိုးရလက်ထက်က policy ကရိုက်ပြရစီလာပြောတာသူ့မှာစရင်ရှိတယ်ဆိုတော့ဘယ်အမှုပညာရှင်ဆိုသူတွေ စောက်တန်ထွက်ရဲလဲအမှန်ဖြစ်နေတာကိုအဲတုန်းကဇင်ရောမမောင်ကြီးကတော့ထော့ပေါ့ဗျာသူကတခြားကားသာ ကောင်းအောင်မရိုက်တတ်တာအဘဘောမပေါ်လစီတို့အပိုင်းနာမည်ပေးတာကိုကလန်ထွက်နေတာပါတဲ့မိုးရံတို့လွင့်ပြန်စေမိကေတရာဇာတို့ဤအာမန်တို့နှလုံးသားတွင် ကပြည့်တင်မိကစ်ပနဒီတို့အနုပညာရှင်တွေကသူတို့နာမည်ရပတ်ဆိုင်ရပါမေးရပီယောဆိုပြီးပြည်သူကိုဂျင်းထဲလာတာလေမချက်ဖို့ပြောကြသေးတယ် နိုင်ငံတော်အကျိုးပြုဇက်ကားဆိုပဲတဖြည်းဖြည်းနဲ့ပြည်သူကလည်းစစ်တပ်ကိုတဖြည်းဖြည်းယွန်လာ2010ရွေးကောက်ပွဲလို့တော့အတန်တိတ်မထွက်သေးဘူးအခြေအနေစောင့်ကြည့်သေးတာ now ကြားပြက်ရွေးကောက်ပွဲမှာဒေါ်စုကလည်းဝင်ပြိုင်ပြည်သူကလည်းဒေါ်စုဘက်ကမဲမြာမှန်တိလာတော့သူတို့ကလူလေတွေလေပြည်သူစီက စားလာတာမနေတော့ဘူးဆိုတော့စောက်ချက်မရှိဘတ်စကားပေါ်ဝင်ထိုင်ပြီးဒီမိုကရေစီဆိုပြီးစပြောတော့တာသူတို့ပဲဒီမိုကရေစီရှေ့ဆောင် မသိရင် NLD အစိုးရကပဲသူတို့ကြောင့်နိုင်တယ်လို့လို့အဲ့ဒီကအဘကနေမိမိမမိမိဘယ်သူကပြောတာလဲပြောင်းလဲသွားပြီလို့ကျွန်တော်တန်ပြီမှာဒီမိုကရေစီရလို့ပြုပြင်ပြောင်းလဲနေပါပြီဆိုတာတနည်းအားပဲရှိတယ်အဲ့ဒါဒေါ်အောင်ဆန်းစုကြည် channel မှာဟုတ်တယ်အဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေလည်းတအုံအုံထားရတာပဲဟိုအစိုးရတွေလည်းတအုံအုံထားရနေတာပဲချမ်းအပြင်ရောက်တာနဲ့တီရှပ်တွေချွတ်တော့တာပဲ channel မှာတော့အပြည့်ပဲ အဲကျွန်တော်တို့ကြီးကြီးနဲ့သူတို့ကိုတော့ကြောက်လာပါတယ်။သူတို့ကလည်းကျွန်တော်ကိုပြောပါတယ်ခမရလည်းတော်တော်ကြောက်တယ်လူပဲတဲ့။ဟုတ်ပါတယ်ကြောက်ပါတယ်။ဒီကြတဲ့စစ်တကခေါ်ရင်စစ်ကားပြေးရိုက်ပြီးအဘဘောသွားမှကြသည်။စစ်ကိုမုံရွေတိုက်ခဲ့သည်တို့တစစ်တမတ်ကိုနှစ်တက်ကိုဆိုတဲ့ဇလန်းတွဲတွေကတက်သည်။ခန့်စီသူကြီးဆိုစစ်ကားရိုက်ပြေးချင်းမအလာတင်တဲ့ဖျားထီးတွေဘက်မှာခန့်ခန့်ကြီး အကယ်ဒမီလည်းအရင်နဲ့ခုခေတ်ဘာထူးလို့လဲဘေလူဝါကြီးဆိုသူ့အကြောင်းသူသိလို့အကယ်ဒမီပေးလာတော့မလားဘူးအဲ့ဒါကိုဘုတ်ဖွဲ့ဆိုသူတွေကတွေးတာကဒီကောင်ကအခုစိုးရအာနာရအောင်လုပ်ပေးတာသူ့ကိုပေးရင်ငါတို့အတွက်အကျိုးမရုပ်ဘူးဆိုပြီးတွေးတာသူတို့ကောင်းတဲ့အမှုပညာဆိုတာမရှိဘူးအာနာရှိတဲ့သူပတ်စံရှိတဲ့သူကိုဖားမယ်ဒါမှငါတို့ထမင်းစားရမယ်ပဲတွေးတာအဲ့အတွေးတွေကခုနောက်ပေါက်စတွေကပါလိုက်တွေး ကိုနဲ့တီးတဲ့တယောက်ဆိုအရင်ဆိုကရေတီခစ်ကအဘအဘဆိုတာကြီးပဲတမိသားစုလုံးကြန့်ခိုင်ရေးပစုံးနဲ့ဘာပွဲညာပွဲသွားရင်တရက်ကွက်လုံးကဝိုင်းကြီးကြတာကိုအမဲပြီးလဲပြီးရောသူတို့ရင်ဘတ်မှာဒေါင်းရင်တို့နဲ့အမဲသူတို့မှာဂုံနေယူလို့အဘတွေကိုမုံတာသူတို့လောက်မရှိဘူးထောင်ထဲအနှစ်20နေခဲ့တဲ့ကိုမင်းကိုနိုင်တော်သူ့လောက်မုံမှာမဟုတ်ဘူးရေးလိုက်ရတဲ့ NLD အစိုးရကောင်းကြောင်းဆိုတာကလည်း ငါကမှအနုပညာသမားစစ်စစ်ကြီးဆိုတဲ့အထာအဲလိုနှစ်ဖက်ချွန်ကောင်းတွေမြလာတာအနုပညာသမားစစ်စစ်တွေအတွက်ပြဿနာပြောတာပြောရတာပါမြန်မာပြည်မှာကလည်းအနုပညာအနုပညာနဲ့ထမင်းဝဖို့ပါမိရဖို့အနုပညာဆိုတာကိုဗန်းပြပြီးအဘဘောမနေတဲ့သူတွေကအများသားဆိုတော့မနစ်ကစောင့်မွေးနေလေးတစ်ထည့်စစ်ကားနဲ့ရမ်းအောင်အဲအောက်ကနေပြီးတော့အရှုံးမပေးဘူး စစ်ကားနဲ့စိုးမြက်သူစားတို့အကယ်ဒမီရတယ်လို့ဒီနှစ်လဲရဲရဲတောင်နှင်းစီမသည်လောက်ဖြစ်သွားသည်နေတိုးတို့ဝဲမုံရွှေကြီးတို့အကယ်ဒမီရတယ်အခုနေ့မှာကိုငိမ့်မောင်ကြီးကဟောင်မင်းမေးတာကိုဖြေနေတာကြည်ပြီးပထွေးအာကုန်နဲ့မိုက်နေလိုက်တာအောင်းမင်းပြီတယ်ကြောက်တဲ့နေကြောက်လိုက်မကြောက်တဲ့နေကတော့ကျေသွားပါပဲကာမမုတ်ဆိုးဝေလူကျော်ဆိုရင်လဲသူ့ရဲ့တင်းချိုင်းမြေပုံပဲ့တာမမြင်ကျင်ဘူးပေါ့လေကိုရီပြည်သူတွေပဲဝေကျွေးကြည့်တာပါပေါ့လေ တိုင်းပြည်ရောက်သေးကြဖို့လက်နှလုံးလိုလိုကဲတင်ပေးလိုက်တာကျေးဇူးဆက်ရတာကြီးက26နှစ်အခုလဲစစ်အစိုးရကအမျိုးဘာကြကဲပေးလို့ကျေးဇူးဆက်နေရတာက၄နှစ်ကျော်ဇက်တွေလဲနာပါခုလိုဝေဖန်ပြတော့ဝေဖန်တဲ့သူမနာလိုသူလို့ပြောကြမှာမနာလိုစိတ်ဆိုတာကိုထက်တာတဲ့လုပ်ငန်းသူသမားချင်းမှဖြစ်တတ်တာနိုင်ငံမျက်နှာအတွက်ဝေဖန်ထောက်ပြသူကိုမနာလိုစိတ်ကြီးသူလို့ပြောတဲ့သူကသာတကယ်မြေဇရီယာ အတ္တသမားပါတော်သေးတယ်အခုစကစရွာလဲနေလို့မဟုတ်ရင်မိုးရံတို့လွင့်ပြန်စေမည်ပြူစောထီတို့ဤအာမန်တို့သွေးတော်သစ္စာတို့အမျိုးဘာသာသာသနာအတွက်အသက်ပေးမည်တို့အဘဘောဒဆက်၍မမည်တို့အမေပေး၍ပထွေးကိုအဖေခေါ်မည်တို့အနုပညာဖြင့်ကြုံခံမည်တို့ခွေးစိတ်ဝင်နေသောထပ်ပြောမယ်ခွေးစိတ်ဝင်နေသောအနုပညာရှင်နွားများတို့ ပေါ်ကားတွေတစ်ခုပြီးတစ်ခု ထွက်လာမလားမသိဒါတောင်တက်ရှိစီယိုနဲ့ဂျင်းထဲခဲ့သည်ဖေဖော်ဝါရီတရက်နေ့နေပြီးတော့ပန်းဝိုင်းမှာအာကစားလုပ်နေတဲ့အမျိုးသမီးတယောက်ရဲ့ဗီဒီယိုကစလို့တနိုင်ငံလုံးကိုနောက်ကျောက ရိုက်လာမဲ့နံပါတ်ဒုတ်တွေနဲ့ဥကောင်းဝေခဲ့ရပြီသွေးမအေးဖို့လိုတယ်ပေးထားတဲ့အသက်တွေကအများကြီးအရေးကြီးပြီးရဲပေါ်တော့ တစ္ဆာနဲ့လျှောက်တဲ့ခယောင်းလန်းစုခင်းလဲလျှောက်မြဲလျှောက်လက်မယုံအသက်ပေးသွားတဲ့ညီကိုကြီးတို့ငါတို့သေးတဲ့အထိရတဲ့နီးနဲ့တော်လှန်မယ်ခွဲစိတ်ဓာတ်ကင်တဲ့လက်ကအမြောင်ကင်ပြီးတော်လှန်တော်ရောဘာဖြစ်လဲသွေးစွန်းရတာချင်းအတူတူတိုင်းပြည်ကောင်းဖို့အတွက်မို့တဘဝစာ လိပ်ပြလုံးနေမြေပြူကင်တဲ့လက်ကတူမီကင်တော်ရောဘာဖြစ်လဲသူစာသင်တဲ့အကြောင်းကိုလေးရင်နဲ့ဘုံကျဲတော့သူ့ចောင်းသားတွေအစား သူ့တော်လံပါပဲထုံနှုံးကိုခေါင်းအုံနဲ့လေသမားကရိုင်ဖယ်ကင်တော်ရောဘာဖြစ်လဲမြန်မာနိုင်ငံကြီးကို တော်လံရေးစိတ်ဓာတ်နဲ့ထုံရက်နေတာငါတို့ကဝိုင်းကူတွန်းပေးရမှာမဟုတ်ဘူးလားကပ်ဆောင်းတဲ့တူနာပြူမာလေးကတောကျိုအုံကြားမှာ PDF off road ဆောင်းတော်ရောဘာဖြစ်လဲမြစ်တာနဲ့တော်လံလို့မရတဲ့ပွဲမှာတနက်လွယ်ရင်စီးကုနေတာငါတို့လေးစားရမယ်ကင်မရာကင်တဲ့ဒရိုက်တာကရောင်းမကင်တော်ရောဘာဖြစ်လဲ PDF ရဲဘော်တွေစားဖို့တောထဲမှာထမင်းရှက်တော်လှန်နေတာဘာမှမလုပ်ပဲဂိမ်းစော်နေတဲ့ငါတို့အားနာဖို့ကောင်းတယ်ကလောင်ကိုင်းနဲ့စားရေးဆရာမကကီးဘုတ်ကိုင်းတော့ရောပါဖြစ်လဲအတိုက်အခိုက်တွေကြားတဲ့ကဖန်ဝရမ်းမကြောက်ပဲဘောမားနဲ့စစ်ကောင်စီကိုကီးဘုတ်နဲ့စိတ်သက်စစ်စင်ရေးလုပ်နေတာငါတို့အားတင်းထားဖို့လိုတယ်ကင်မရာရှေ့မှာအိုက်တင်လုပ်တဲ့မင်းသားကြီးကတောခိုတနက်ကင်ပြီးတော်လှန်တော့ရောပါဖြစ်လဲသူ့အနာဂတ်တစ်ခုလုံးကိုတော့ပုံပေးထားမှာတော့ငါတို့အနာဂတ်မပြောက်အောင် ငါတို့စိတ်တည်းပြင်မရမယ်။မြောက်တဲ့တဲ့ခိုင်ကစလို့ကြဆုံးသွားတဲ့ရဲဘော်တွေအတွက်မင်းအွန်လိုင်းကိုတော်လှန်ဖို့ငါတို့အားလုံးမှာတာဝန်ရှိတယ်။ဒီလိုမတရားမှုကိုတော်လှန်နေတဲ့လူငယ်တွေကြားထဲမှာမင်းလက်ထဲကင်ထားတာအပဘောလား။မင်းလက်ထဲကင်ထားတာ my dear phone bill လား။မင်းလက်ထဲကင်ထားတာ ruby ဆက်လိလား။မင်းလက်ထဲကင်ထားတာမြန်မာပီယာလားမင်းလက်ထဲကင်ထားတာ KDB ကမိုက်လားမင်းလက်ထဲကင်ထားတာကာမနဲ့မှုန်နေတဲ့ ီဂျီဘားတဲကမိမတယောက်ရဲ့ယင်သားလားသူစင်းရဲတယ်လို့မစင်းရဲစီဘူးဘဝတစ်ခုလုံးနဲ့ယင်ပြီးပညာဆက်တင်စီခဲ့တဲ့တားတဲ့မိခင်တဦးကသူ့သားသမီးအနာဂတ်ကိုဖျက်ဆီးပြရပါမလားဆိုပြီးမရှိမဲ့ရှိမဲ့သူ့နာကနဂတ်ကို ရှုတ်လူနေချိန်မှာမင်းအွန်လိုင်းကအယိုးရင်ချကျွေးထားတာလုံးနဲ့ကျေနပ်ပြီးဒလန်လုံနေရတာမင်းမချက်ဘူးလားဒါဟာမင်းတို့ရဲ့လွတ်လပ်ခွင့်ဆိုငါတို့ရဲ့လွတ်လပ်ခွင့်ကငါတို့နိုင်ငံလွတ်လပ်ခွင့်နဲ့အချိုးကျတယ် တော်လန်ရေးမှာမပါဝင်ရင်တော့မှတော်လန်ရေးကိုမနှောက်ယှက်ကြနဲ့လူတဦးနဲ့တဦးခံယူချက်ချင်းမတူဘူးဆိုတဲ့ဟိုမင်းသားအမှန်တရားဘက်မှာခမည်းမရှိတာပရိသတ်ကြွေးတဲ့ထမင်းလုတ်ကို ပုတ်ရှလိုက်တာပဲကိုရောက်နေတဲ့နေရာကိုပရိသတ်ကတင်ပေးလိုက်တာခမည်းမမေ့ပါနဲ့ခမည်းရဲ့ death site ကိုဒီတော်လန်ရေးကဖော်ထုတ်ပြလိုက်ပြီအော်ပုံမှန်တွေ့လားမင်းချို့ခံလိုက်ရတဲ့ကြွားလေးဒီဘက်ကိုကြည်စမ်းဆုံးကတ်မဲ့တကာမရှိတော့တဲ့ဖုံးရင်ကြောင်းလေး မိချို့ခံလိုက်ရတဲ့အိမ်တလုံးရဲ့ပြာတွေကြားပျက်စီးယိုယွင်းနေတဲ့ဗုဒ္ဓဆင်းတုတော်အတွက်စစ်တပ်အစားငါဗုဒ္ဓအားအာဏာမိပါရဲ့ငါကြီးတောင်နဲ့ခေါင်းအဖြစ်ခံလိုက်ရတဲ့ဗီဒီယိုကိုကြည့်လိုက်ရတော့လမ်းမှာပုံထွက်ကြခဲ့တဲ့စစ်သားရဲ့စောက်ခွက်ကိုပြင်းမြင်မိပါရဲ့ဗါတဲ့လူတက်တဲ့နေရာမှာအိတ်စပတ်ငငယ်ကလေးကသူများအသက်တက်ရတာကိုကြိုက်တာတဲ့အဲ့ဒီလိုမင်းအောင်လိုက်စစ်တပ်ကိုကိုးဝယ်နေကလေးက အိနာကျော်စင်စကားနဲ့ပြောရရင်မင်းတို့တမျိုးလုံးကိုစောက်ထင်ကိုမကြည့်တော့တာတခုတော့အကျိုးပြောရအောင်မယ်ဒီကြပြတဲ့ကအတုံးတုံးတွေကရိုင်းနေလို့ခမည်းထင်ရင်စိတ်နာနာနဲ့မင်းအွန်လိုင်းပုံကိုအာရပါရတက်ပွနေတဲ့ဗီဒီယိုတွေကအတော်ကြီးကရင်းနေလိမ့်မယ်လူသက်မရင်းချင်းရွာမီးချို့နေတဲ့စစ်တပ်ကဟားနေလိမ့်မယ်ဇာနာပြလို့နိုင်ငံတော်ပုံကံမှုဆိုပြီးအပန်းခံလိုက်ရတဲ့အမျိုးသမီးကထောင်ထဲမှာမွေးလိုက်ရတဲ့ကလေးကိုမြှုပ်တလို့လို့နဲ့မရှိပြုံးပြုံးနေလိမ့်မယ် စစ်တပ်ရဲ့လက်နက်ကြီးထိမှန်လို့လက်ဖြတ်လိုက်ရတဲ့ကလေးတဦးကမေပြုံပြုံးနေတယ်။ကာယကံမြောက်ကျူးလွန်ခဲ့သူကြီးစိတ်မနှံ့သူကိုမီးရှို့လိုက်တော့သူ့မိကြီးရဲ့ငိုတံကိုခမားကြားလာ။အဲ့ဒီအချိန်မှာခမားရဲ့ကိုစောင်းနဲ့ကိုကိုကိုတတ်တည်သွားပြီလား။ခမားမှာကိုချင်းစာစိတ်မရှိတော့ဘူးလား။အများအသားပေါ်မှာတက်ခွာကြိုက်ခဲနေတဲ့ရှင်တကောင်ကိုရိုက်ပစ်လိုက်တယ်လို့စိတ်မျိုးနဲ့ခမားပေါ်ပါကျူးလွန်မှုမှမရှိတဲ့ဇကိုင်းတိုင်းကတားအမိ၃ယောက်ကို ိမ်ပိုင်းဆိုင်ရာကျူးလွန်ပြီးမှမီးရှို့တိုက်ရတဲ့လားအရင်မူလာရင်မိဘကိုဒါချင်းချင်းမြေမြူမဲ့မအီလိုးတွေကို မုန်းတယ်လို့မျိုးမင်းတို့ကငါမုန်းမိပါရဲ့ပြောပါတယ်အားလုံးရဲ့ဘဝတွေအနာဂတ်တွေကိုဖျက်ဆီးခြင်းခံလိုက်ရတဲ့အတွက်ဒီကြပြာကနည်းနည်းရိုင်းမယ်လို့မင်းအွန်လိုင်းကိုနာကြီးစိမ့်နေမှုနားမခံသာအောင်ရိုင်းသွားခဲ့ရင်လေကျွန်တော်ကိုခွင့်မလွတ်ပါနဲ့တချို့တွေကတရှင်းဆိုဖို့ပွဲရွေးနေချိန်မှာ ။တချင်းနဲ့တော်လန်လို့မရလို့လက်နက်ကင်တော်လန်ပြီးအသက်ဆုံးသွားတဲ့ကိုတွတ်ကိုမမိနဲ့။ဂျိုးဘေးခံလိုက်ရတဲ့ကိုဇီယာတော်နဲ့ညီအကိုကြီးကိုမမိနဲ့။နံပါတ်ထုံးနဲ့အရိုက်ခံလိုက်ရတဲ့လူငယ်တွေရဲ့အနာဂတ်ကိုမမိနဲ့။လက်နက်ကြီးနဲ့အပြစ်ခံလိုက်ရတဲ့လက်ရက်ကုံစားတဲ့အကြောင်းကိုမမိနဲ့။အရှင်လက်လက်မီးချိုးခံလိုက်ရတဲ့အပြစ်မဲ့ပြည်သူတွေရဲ့အသက်ကိုလည်းမမိနဲ့။တို့တို့သားသမီးတွေကိုဘယ်နှစ်ပြန်လွတ်ပေးမလဲဆိုတဲ့စိတ်နဲ့ ရှင်လျက်တည်နေသူမိဘတွေကိုလည်းမမေ့နဲ့ဒီလိုသွေးဆုံးခဲ့တဲ့တော်လိုင်းရေးမှာပြည်သူတွေရဲ့နာကြီးစိတ်နဲ့ကျိန်စာတိုက်ရရင်ကာယကံမြောက်ကျူးလွန်ခဲ့သူဝစီကံမြောက်ကျူးလွန်ခဲ့သူမနောကံမြောက်ကျူးလွန်ခဲ့သူ နေဝင်းအစတန်းရွှေအလဲမင်းအောင်လိုင်းအစုံမင်းတို့တန်တရာဘဝတစ်ချောင်းလုံးတည်ရင်အောင်ရေဆက်ချအမြဝီမဲ့လို့ရှိပါစေနဲ့မင်းတို့ကြစ်တဲ့ကြိုး မင်းတို့လေပင်ပေါ်ရောက်တယ်နီငါတို့လက်နဲ့စွန့်နေနီမင်းတို့ကြစ်တဲ့ကြိုးမင်းတို့လေပင်ပေါ်ရောက်တယ်နီငါတို့ခွဲစိတ်ထားကြိုင်မင်းနီမင်းတို့ကြစ်တဲ့ကြိုးမင်းတို့လေပင်ပေါ်ရောက်တယ်နီငါတို့မြေပြူကြိုင်မင်းနီမင်းတို့ကြစ်တဲ့ကြိုးမင်းတို့လေပင်ပေါ်ရောက်တယ်နီငါတို့ဒဇင်းကြိုင်မင်းနီမင်းတို့ကြစ်တဲ့ကြိုးမင်းတို့လေပင်ပေါ်ရောက်တယ်နီငါတို့ကပ်ဆောင်းမင်းနီတီတီကြကြပြောရရင်မင်းတို့လေရင်ကြိုးကွင်းစွန့်မင်းနီ